မင်္ဂလာပါရှင်2025ခုနှစ်မေလ9ရက်နေ့ရက်မွန်တက်12နိုင်ချိန်တိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့အမှုမှုပါရှင်။မင်းအောင်လိုင်းမိမကျူကျူလာနဲ့အတူတာသမီညေးတွေပါရုရှားကို အလဲခရီးဖြစ်လိုက်ပါသွားတယ်လို့ဆိုပါတယ်။အုတ်ဖို့မျိုးနယ်မှာ PDF တပ်ဖွဲ့တွေကိုတတိရှိရင်လာခဲ့ကြအသက်ရှင်လဲမယ်လို့စိန်ခေါ်ထားတဲ့အုတ်ချုပ်ရေးမှုလောက်အောင်ပြစ်ခတ်ခံရပြီးတည်ဆုံသွားပါတယ်။မင်းအောင်လိုင်းကစစ်ပန်းဆိုင်ရာလှုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်လိုက်ပြီးဒုတက်ချုပ်စိုးဝင်းချက်ပင်လုတ်ပိုင်ခွင့်ပုံမိုရရှိလာတယ်လို့ဆိုပါတယ်။ရန်ကုန်နဲ့မန္တလေးတို့မှာငလင်လုတ်ခတ်ခဲ့တယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီတပ်သားတွေအပါအဝင်မြန်မာ34ဦးကိုဘင်္ဂလားဒေ့ရှ်ကပြန်ပို့မယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့မွန်တက်12နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အတံဖတ်စစ်ကောင်ဆောင်မေအောင်လိုင် မိမကျူကျူလာရုံနဲ့အတူတာသမီမြေးတွေပါရုရှားနိုင်ငံကိုအလဲခရီးဖြစ်လိုက်ပါသွားပြီးယနေ့နှစ်နှစ်ခုနှစ်နိုင်ခွဲမှာနေပြီးတော့လေစိတ်ကထောက်ခွာသွားတယ်လို့သိရပါတယ်မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ရင်းပြင်းဒီမှာပြုလုပ်မယ်ဒုတိယကဘာစစ်ပြေးဆုံးတဲ့ရင်းပြင်းဒီအောင်ပွဲအခမ်းအနားကိုမရောက်နိုင်တဲ့အတူမိမဖြစ်သူကျူကျူလတက်ရောက်ရန်နေပြည်တော်လေးစိတ်မှာရုရှားနိုင်ငံကိုယနေ့နှစ်နှစ်ပိုင်းမှာထွက်ခွာသွားခြင်းဖြစ်ပြီး မင်းအောင်လိုင်းကျူကျူလာနဲ့အတူသာသမီမြေတချို့ပါလိုက်ပါသွားတယ်လို့သိရပါတယ်။သူ့မြေတွေနဲ့သာသမီတွေပါသွားတယ်အလဲခေါ်သွားတာလို့နေပြည်တော်စစ်ရုံးနဲ့နှိစက်တဲ့သတင်းရေးမြစ်ကပြောပါတယ်။မင်းအောင်လိုင်းမိမကျူကျူလာအပါဝင်မိသားစုဝင်များလိုက်ပါသွားတဲ့လေယာဉ်မှာ MAI A319 HY ALK လေယာဉ်ဖြစ်ပြီးအဲ့ဒီလေယာဉ်မှာပြည်ပ9ရန်ထားရကနေယခုနှစ်ဖေဖော်ဝါရီလမှာအပြင်းပြက်ဝယ်ယူလိုက်တာလည်းဖြစ်ပါတယ်။ ဲ့ဒီလေရင်ကနေပြီးတော့လေဆိပ်မှရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာရမှာလန်ခီးမှာ ခရီးတစ်ထောက်အဖြစ်တရုတ်နိုင်ငံမှာခစ်တပ်စင်တပ်ရန်နာပြီးလေရင်စီဖြစ်မှာဖြစ်ကြောင်းလည်းသိရပါတယ်။မြောက်လိုက်မိသားစုနဲ့အတူစစ်ကောင်စီတွဲဖက်အတွင်းရေးမှုရဲဝင်းဦးကောင်စီဝင်တချို့ကာကွယ်ရေးဝင်ကြီးမမောင်အေနိုင်ငံသားရေးဝင်ကြီးတန်းဆွေညိနိုင်ကုတ်ကဲရေးမှုကြီးရေလေကျော်စွာလင်းတို့လိုက်ပါသွားကြောင်းသိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပဲခူးတိုင်းအုတ်ဖိုမြို့နယ်မှာ PDF တပ်တွေကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလဲမယ်လို့စိန်ခေါ်ထားတဲ့အုတ်ချုပ်ရည်မှုလောက်အောင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာတေဆုံးခဲ့ကြောင်းတာယာဝရီခရိုင်တရေ383နှစ်မှာတာဝန်ရှိသူတို့ကပြောပါတယ်မေလ6ရက်နေ့နနက်6:45မိနစ်မှာအုတ်ဖိုမြို့နယ်အနောက်ချမ်းမှာရှိတဲ့ထူကုန်းရွာမှာနေထိုင်တဲ့ထူကုန်းအုပ်စုအုတ်ချုပ်ရည်မှုလောက်အောင်ကထူချောင်းရွာနဲ့အုတ်ဖိုမြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းမှာ ဆိုင်ကယ်စီးနေစဉ်ဒါယာဝရီခရိုင်တက်ရင်383ညနဲ့တက်ခွဲလေမြေအောက်ပြောက်ကြအဖွဲမှတော်လရင်တက်ဖွဲ့တွေကတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်အဲ့တိုက်ခိုက်မှုအတွင်ဒူကုံအုပ်စုအချုပ်ရေးမှူးလောက်အောင်ဥကောင်းတက်တဲ့ကိုတနက်ကြီးတစ်ချက်ကြည်မှန်ပြီးပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းလောက်အောင်ထံမှဖုန်းတစ်လုံးနဲ့ငွေသားတစ်သောင်းကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်တေဆုံးသွားတဲ့အုတ်ချုပ်ရည်မှုလောက်အောင်ကပြည်သူတွေထံမှစစ်မှုထမ်းခြင်းဆိုကာ ငွေကြေးများချိမ့်ချောက်ကောက်ခံခြင်းစစ်မှုထမ်းခြင်းမပေးတဲ့လူငယ်တွေကိုစစ်တပ်ခေါ်ပြီးအတင်းအကျပ်ပေါ်တာဆွဲခိုင်းခြင်းတော်လိုင်းရေးတပ်ဖွဲ့တွေကိုတတိရှိရင်လာခဲ့ကြအသက်ချင်းလဲမယ်လို့ဆဲဆိုစိန်ခေါ်ခြင်းပြည်သူတွေထံမှအကြောင်းအမျိုးမျိုးပြချိမ့်ချောက်ငွေတောင်းခြင်းများကိုလှုပ်ဆောင်နေတာကြောင့်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်စစ်မှုထမ်းခြင်းမပေးတဲ့လူငယ်တွေကိုစစ်ခွေးတွေခေါ်ပြီးအုတ်ကြီးလာအောင်ကရွာသေးဝင်ပေါ်တာဆွဲပါတယ် သူကြောင့်လူငယ်တွေဆိုတာအိမ်မနေရဲလို့ထွက်ပြေးနေရပါတယ်။သူကုန်းအုပ်စုထဲမှာငွေပေးလဲပေါ်တာဆွဲမပေးလဲပေါ်တာဆွဲတယ်။အဲ့လိုပေါ်တာဆွဲတာဆက်မလုပ်ဖို့နဲ့ဆက်လုပ်ရင် PDF ကတက်တာခံရလိမ့်မယ်လို့ရမင်းရဖားတွေကဝိုင်းပြောတော့တတိရှိရင်လာခဲ့ကြအသက်ချင်းလဲမယ်ဘယ် PDF မှဂယုမဆိုင်ဘူးလို့စိန်ခေါ်ခဲ့တယ်လို့တာယာဝရီခရိုင်တက်ရင်38 3နှစ်မှတာဝန်ရှိသူတို့ကပြောပါရရှင်ဆက်လက်ပြီး တနိုင်ကလုံးနဲ့ပတ်သက်ဆက်ဆက်နေတဲ့စစ်ရေးဆိုင်ရာနှုတ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာနင်းကိုမင်းအောင်လှိုင်ကပိတ်အပ်လိုက်ပြီးဒူးတက်ချုပ်စိုးဝင်းထက်နှုတ်ပိုင်ခွင့်ပုံမိုရရှိလာကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောပါတယ်2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာစစ်တပ်ကြီးရေလီညှိနှိုင်းကိုကယ်ရေးမှုအဖြစ်ခံအားခံရတဲ့ဗိုလ်ချုပ်ကြီးကျော်စွာနင်းက၅လနီးပါးကြာမြင့်အချိန်မှာစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲနဲ့ လောက်ပိုင်ခွင့်အများစုကို ရရှိလာကြောင်းဘူချုပ်ကြီးကြောစွာလင်းကဒူးတက်ချုပ်စိုးဝင်းချက်ပင်စစ်ပတ်ရေရာမှာအရေးပါလာပြီးဆုံဖြတ်ခွင့်များပုံမူရရှိလာကြောင်းသိရပါတယ်။ဒီ၅လအတွင်းညစ်ကိုရဲ့လောက်ပိုင်ခွင့်တွေကပိုပြီးများလာတယ်။ပိုပြီးတော့အဓိကကျတဲ့အစစ်စင်ရင်နဲ့စစ်ရေးဆိုင်ရာဆုံဖြတ်ခွင့်တွေပိုရလာတယ်။တက်ချုပ်နဲ့သူကပိုပြီးနိမ့်နိမ့်ကက်ကက်နဲ့စစ်စင်ရေတွေမှာဆုံဖြတ်ခွင့်ရနေတယ်။ဒူးတက်ချုပ်ထက်တောင် လောက်ပိုင်ခွင့်ပို့ပေးရလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခါတက်ချုပ်ရဲ့နိုင်ငံသားခီးစင်တွေသွားတဲ့အချိန်မှာစစ်ဘက်ရေးရာအလုံးနဲ့လောက်ပိုင်ခွင့်အများစုကိုမြစ်ကွက်လက်ထဲကိုယာယီလွဲပေးခဲ့တာမျိုးတွေလည်းပို့ပြီးတော့များလာတယ်လို့နေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကပြောပါတယ်။မင်းအောင်လိုက်ကကြောစွာလင်းကိုအနိကခေါ်ယူထားတဲ့အပြင်တချို့စစ်ဘက်နဲ့စစ်စင်ရေးကိစ္စတွေမှာဒူးတက်ချုပ်နဲ့အခြား ထိတ်တန်ဘိုလ်ချုပ်တွေကိုပင်အတိမပေးတော့ပဲဆုံးဖြတ်စီမံမှုတွေလည်းရှိနေကြောင်းမေအောင်လိုက်တဲ့ကြောစာလင်းတို့အကြာပုံမူနိနိကကတ်ရှိနေကြောင်းစစ်ပတ်တည်ရေမြကပြောပါတယ်ကြောစာလင်းမှာစစ်တက္ကသိုလ်အပတ်စဉ်35ကျောင်းစင်တူဖြစ်ပြီး2018ခုနှစ်အလဲပိုင်းတိုင်းတိုင်းမူ2020ခုမေလမှာဒုတိယဗိုလ်ချုပ်ကြီးရာထူးအဖြစ်စစ်ထောက်ချုပ်တာဝန်အဲ့နောက်မှာစစ်ဦးစီးအရာရှိချုပ်ကြီးအဖြစ် 2023ခုနှစ်မှာပူးတဲ့တာဝန်ယူခဲ့သူဖြစ်က2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာတမတော်ကြီးရည်လေးညိနှိုင်းကိုကဲရည်မှုဖြစ်လာတာလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးလူနေမှုထူထပ်ပြီးအထက်မြင့်အဆောက်အအုံများစွာရှိနေတဲ့ရန်ကုန်မြို့မှာယမန်နေ့ညပိုင်းကငလင်လှုပ်ခတ်ခဲ့ရာမြို့နယ်အများစုတိတာစွာခံစားရပြီးရန်ကုန်မြို့နယ်ပြည်သူတို့ချို့စိုးရိမ်ထိတ်လန့်စွာဖြင့်လမ်းများပေါ်မှာထွက်နေနေကြသူတွေရှိတယ်လို့ဆိုပါရယ်။ ယမန်နေ့ည7:00နာရီ55မိနစ်မှာရန်ကုန်တိုင်းလဲကူးမြို့ရဲ့တောင်အနောက်တောင်ဘက်10မိုင်ခန့်အကွာကိုဗဟိုပြုပြီးအင်အား3.4အဆင့်ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားကြောင်းစစ်ကောင်စီမိုးလေဝသနဲ့ဇလားဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။အဲ့ဒီငလင်ကြောင့်ကြောက်တတာဘဘဲတန်းလတာလမ်းမတော်အလုံးကြီးမြနိုင်ကမာရွ်ဒေါ်ဘုံမင်္ဂလာတောင်ညွတ်စားတဲ့မြို့နယ်တွေမှာတိတာစွာခန်းစားနေရကြောင်းနဲ့ ်ငလေးမှာနှစ်ကြိမ်နှုတ်ခတ်သွားပြီးဒုတိယအကြိမ်မှာပိုပြီးကြမ်းကြောင်မြို့ကတချို့ကပြောပါတယ်အလားတူယနေ့နှစ်နှစ်အစောပိုင်းတနားရီခွဲမှာလဲမန္တလေးမြို့အရှိမြောက်၃မိုင်ခန့်အကွာကိုပဟိုပြုပြီးအင်အား3.8အဆင့်ရှိတဲ့ငလေးတစ်ခုနှုတ်ခတ်သွားကြောင်းမိုးလေဝသကထုတ်ပြန်ထားပါတယ်ရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်ထွက်ပြေးလာခဲ့ကြတဲ့နေသားဆောင်ရဲတပ်ဖွဲ့ BGP စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အရက်သားတွေအပါအဝင် စုစုပေါင်းမြန်မာနိုင်ငံသား34ဦးကိုမေလ9ရက်နေ့မှာ နေရပြန်ဖို့မယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတပုတ်မှာဖော်ပြထားပါတယ်ပြခဲ့တဲ့ရက်သက်တပတ်တွေအတွင်းမှာ နေစာဂိတ်တွေကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်ခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေကို နေချားဆောက်တဲ့ BGP ကထိမ့်သိမ်းထားတယ်လို့ဆိုပါတယ် သူတို့တွေကိုပြန်ခေါ်ဖို့အတွက်မြန်မာနိုင်ငံကအထူးလေရင်ကလေဆိပ်ကိုမေလ9ရက်နေ့မှာရောက်မယ်လို့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောက်တဲ့ BGB နဲ့လေဆိပ်အာဏာပိုင်တွေကအတည်ပြုပြောဆိုပါတယ်။အရင်ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့မြန်မာနိုင်ငံသား952ဦးကိုစစ်ကောင်စီကတီချာအဆင့်3ဆင့်နဲ့ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပြင်မြန်မာနိုင်ငံမှာအကျဉ်းချခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား214ဦးကိုအစောပိုင်းမှာမြန်မာကပြန်ပို့ခဲ့ပါတယ်ရှင်။ဒီကနေ့မွန်တဲဆန်နိုင်ချင်းတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးတက်မြောက်ကြပါစေရှင်။